2025ခုနှစ်မလ16ရက်နေ့တွင်ယမန်ရှိဟူတီအုပ်စုသည် နီဗာဒီလီတာစခန်းကိုပြစ်မှတ်ထား၍အစ္စရေးကို ပက်ထိန်ဒုံးကျည်တစီပြစ်လုခဲ့သည် အစ္စရေးလေပိုင်နှင့်တဲမဝင်ခင် အစ္စရေးရဲ့အဲရိုကာကွယ်ရေးစနစ်ကဒုံးကျည်ကိုရပ်တန့်ခဲ့ပါသည်ဂျာဖြာဟန်တာမှုကြောင့်ဘီယာရှိဘာတွင် လေကြောင်းတိုက်ခတ်မှုဆိုင်ရာအုပ်အော်သံများကိုဖြစ်ပေါ်စေခဲ့ပြီးထိတ်လန့်မှုများနှင့်လူများကိုအမိုးကများသို့ထွက်ပြေးမှု လှုပ်ဆောင်ပေးစေခဲ့သည်ဒါကိုဣဇရေလကိုနလအတွင်ပမဇုံဟူတီပက်ထိန်ဒုံးကျင်နေတက်ခဲ့တာဖြစ်ပါသည်ဂါဇာကမ်မော်ဒေတာပရိပခများပြီးဆုံးသည့်အထိဣဇရေလနိုင်ငံရှိနေရာများကိုပြစ်မှတ်ထားလှုပ်ဆောင်သွားမည်ဖြစ်ကြောင်းဆိုပါဖွဲ့ကပြောကြားခဲ့သည်ဂါဇာကမ်မော်ဒေတာအချိန်နေဆက်လက်ရှိနေပါကဟူတီစစ်တပ်ပြောရေးဆိုရင်စစ်တူယာယာဆာရီယာကနောက်ထပ်တိုက်ခိုက်မှုများပြုလုပ်သွားမည်ဟုတတိပေးထားသည် အဆိုပါတိုက်ခတ်မှုသည်အပြစ်ကရစရေးပြပြသွားသည့်ဂါဇာကမ်းမြောင်ဒေသကိုအစ္စရေးလေကြောင်းတိုက်ခတ်မှုအပြီးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်အမျိုးသမီးတွေနဲ့ကလေးတွေအပေါင်းပါလက်စတိုင်း၄၀၀ကျော်တည်ဆုံခဲ့ပြီးအစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နာတန်ယာဟုကဒီတိုက်ခတ်မှုတွေဟာဟာမတ်စ်ကိုစစ်ရေးအရေးယူမှုအသစ်ရဲ့အစပဲလို့ပြောခဲ့ပါသည်ဒါဂါဇာကမ်းမြောင်ဒေသ၏လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြတဲ့အတွက် ဆိုရင်ပူပေါင်းမှုများတိုးမြင့်လာမှုကိုနိုင်ငံတကာအသံဝန်ကဝေဖန်ခဲ့သည်အချိန်နှင့်တင်းမာနေပြီးနှစ်ဖက်စလုံးကဆေးရည်လှုပ်ရှားမှုများဆက်လက်တိုးမြင့်လာမည်ကိုဆိုရင်မြန်မာရှိနေကြပါသည်